စစ်မှုထမ်းတာကိုအခြေပုံစွာထမ်းဆောင်ပြည်သူတွေကိုပြည်တွင်းပြည်ပအလောအကိုင်းရှာဖွေခန့်အပ်ပေးနိုင်ရှိလုပ်ငန်းတွေဆောင်ရွက်နေတဲ့လို့ပြည်ပအလောအကိုင်းခန့်အပ်ပေးနိုင်ရှိလုပ်ငန်းကော်မတီရဲ့စည်းဝေးခါတည်ရပါတဲ့ အဆိုပါစစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများအလုံအကိုင်းရရှိရတဲ့အတွက်တာဝန်ထမ်းဆောင်ပြီးချိန်မှာ၎င်းတို့ဆန္ဒပြုတဲ့အလုံအကိုင်းတွေကိုသတ်မှတ်ချက်များနဲ့အညီခံထားပေးနိုင်ရှိရတဲ့အတွက်ပြည်ပအလုံအကိုင်းခန့်အပ်ပေးနိုင်ရှိလုပ်ငန်းကော်မတီရဲ့ပထမအကြိမ်လုပ်ငန်းညှိနှိုင်းရေးစည်းဝေးကိုနိုဝင်ဘာလ10ရက်နေ့ကလို့တမဝန်ကြီးဌာနယာယီရေးစည်းဝေးခန့်မှာမှကျင်းပခဲ့ပါသည် ပြည်ပလိုအပ်ကိုင်းခန့်အပ်ပေးနိုင်ရှိလုပ်ငန်းကော်မတီဥက္ကဋ္ဌကစစ်မှုထမ်းတာဝန်ခြေပွန်စွာထမ်းဆောင်ခဲ့သူများပြည်ပနိုင်ငံများသို့တွားရောက်လုပ်ကိုင်းလိုပါက၎င်းတို့ဆန္ဒပြုတဲ့လုပ်အပ်ကိုင်းများရှာဖွေပေးထားလုပ်အပ်ကိုင်းလိုအပ်တဲ့လုပ်သားစည်ရင်နဲ့လုပ်ကိုင်းဆိုင်ရာအချက်အလက်တွေကိုစည်ရင်ပြုစုထားစီစစ်ရွေးချယ်ထားပြည်ပလိုအပ်ကိုင်းအကျိုးဆောင်လိုင်စင်ရာအေဂျင်စီတွေနဲ့ချိတ်ဆက်ဆောင်ရွက်ပေးထားတွေဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ် ထာအပြင်ဘာသာစကားပြိပတော့အကိုင်းဆိုင်ရာလက်ညုံတင်တဲ့လုပ်ငန်းခွင်ကျွမ်းကျင်တင်တဲ့များအတင်ကြားပို့ချပေးထားပြိပနိုင်ငံတွေကိုလှုပ်ထုံးလုံနည်းနဲ့အညီစေလွှတ်သားစားထိတ်လုပ်ငန်းတာဝန်တွေကိုစီးစစ်ဆောင်ရွက်ပေးနိုင်ရှိလိုအပ်တာများလက်ညုံမှကြားခဲ့ပြီးလုပ်ငန်းကော်မတီအဖွဲ့ဝင်များကဆောင်ရွက်ပေးမဲ့လုပ်ငန်းစဉ်တွေကိုဝိုင်းဝန်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။